ပူတာဝခရိုင်ခေါင်လံဘူးမြို့နယ်မှာရှိတဲ့ပြည်သူစစ်တပ်စခန်းတွေကိုတိမ့်ပိုက်ခံရပြီးတဲ့နောက်စစ်တပ်ကလမ်းဆဲကျေးရွာအပါဝင်အနီးတစ်ဝိုက်ကကျေးရွာတွေကိုစက်တိုက်လေးချောင်းတိုက်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားတာပါရှင်။ပူတာအိုခိုင်ခေါလံပူချာနေပြီသူစစ်နဲ့စစ်တပ်ပူပေါင်းတပ်တွေဘက်ကတပ်စခန်းတစ်ခုကိုလက်လွတ်ရပြီးတဲ့နောက်အောက်တိုဘာ20 21 22ရက်ထိ3ရက်ဆက်တိုက်လမ်းဆဲတရကိုပုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတွေစီကသိရပါဗျ။ တုံးလေးရက်ဆက်တိုက်ရှိပြီပေါ့နော်20ရက်ကတည်းကနေဆိုရင်တော့မနေ့ညကဒီလမ်းဆက်တဝိုက်မှာပေါ့ပုံကျဲသွားတာအလုံး20လောက်ရှိနေပြီးတော့ဒီတနေ့က21ရက်နေ့ကပုံကျဲတော့ဆိုနေဒီဖျားเจ้าနဲ့လူလူနေတချို့ပေါ့နော်ဖြစ်စီသွားတာရှိတယ်ပြီးတော့အဲ့ဒါယွာနာပြန်ကြတာကတော့တုံတုံပေါ့နော်ဟို20ရက်နေ့ကတော့အဲ့လမ်းဆက်ယွာနာကအာလပေါ့ဆိုရဲကြီးရပါပေါ့နော်အနာကယွာခံရတာတယောက်တော့တည်သွားတယ်ပေါ့နော် အခုသူတို့ဒီစကိုင်းရှုံးလာလို့အနည်းငယ်စားပြီးဝိုင်းအတွင်းနဲ့အာပိတာ၃ရက်ရှိပြီပေါ့အော်ဒူဘာလာ၂၀ရက်နေ့ကစစ်တပ်ဘုံကျဲခဲ့တာကြောင့်လန်းဆဲအနီလပေါ်ကြီးရွာကရွာခံအမျိုးသားအုပ်တည်ဆုံးခဲ့ပြီးအော်တိုဘာလ23ရက်နေ့မှာလေစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုကြောင့်လန်းဆဲထဲကပြည်သူပိုင်စည်းဆိုင်တစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့တန်တီရွာနဲ့ငပီရွာရီထဲကနေအိမ်တချို့အပအဝင်ဖျားကျောင်းဆောင်တွေလည်းပျက်စီးသွားတယ်လို့သိရပါဗျ။ ကြာပြင်အောက်တိုဘာ22ရက်နေ့စစ်တပ်ကအကြိမ်20ထက်မနည်းလမ်းဆဲတဝိုက်ကိုဘုံကျဲသွားတာလည်းဖြစ်ပါတယ်။အောက်တိုဘာလ19ရက်နေ့ကခါလွန်ဖူးမြို့နယ်ရှီလန်တန်တီယွာအနီးရှိပြည်သူစစ်တပ်စခန်းတစ်ခုကို KIA ပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးအောက်တိုဘာ20ရက်နေ့မှာလည်းမခေါတမ်းတီယွာတောင်ကုန်းရှိပြည်သူစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မကောက်တန်းကြီးရွာစူတောင်းကုန်းရှိပြည်သူစစ်တပ်စခန်းဟာလမ်းဆဲနဲ့ခေါလံဖူကြားမှာရှိရယ်လာဟင်စင်ကရင်ဤတပ်စခန်းနဲ့အနီးကပ်ဆုံးရှိနေပြီ မခောက်တန်းရွာစုတောင်ကုန်းတောင်ပေါ်မှာအခိုင်အမာတက်ချထားတဲ့ပြည်သူစစ်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ KC ဒီမီကတီးရပါတယ်။ဘင်းလိုက်တဲ့စခန်းတွေရောဒီလန်စင်းနဲ့ခေါလံဖူးကြားကစခန်းတွေပေါ့နော်။ကျော်ရုံးနဲ့နီးတဲ့စခန်းတွေဝတီရွာပြင်စခန်းကုန်းတိုင်းစခန်းတွေရဲ့ဒီတော်တိုင်းချင်းမှာသူတို့ဘက်ကထွက်ပြေးသွားတာပေါ့နော်။အဲ့တော့နေဒီခေါလိုက်တာဖြစ်မယ်။ စစ်ကော်မရှင်တပ်တွေလန်ဆယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အခါအဲ့ဒီတပ်စခန်းတွေမှာအရင်စုစည်းပြီးထိုးစစ်ဆင်လေ့ရှိတယ်လို့ဆိုပါတယ်ဘီကယ်ရစ်စတင်ဘာလကုန်အော်တိုဘာလ3ပိုင်းမှာခေါလန်ဖိုးချာနေပြီးသူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာလန်ဆယ်ရှီမိုဒီရာကို KIU KIA လက်ထက်ကနေရယူနိုင်ဖို့ ထိုးစစ်အင်စခဲ့ပေမဲ့တိုက်ပွဲမအောင်မြင်ပဲဆုတ်ခွာလိုက်ရပြီးတဲ့နောက်လက်ရှိမှာခေါလန်ဖူးပူတာအုပ်ဘတ် TC ရဲ့အခြေအနေတင်မာနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ကြည်ဖွေခရိုင်ဆော့လွန်မြို့နယ်ရွှေထွက်ဒေသဖြစ်တဲ့လန်စင်မြို့တစ်ခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော်ကရင်နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာတင်ပိုက်ချနိုင်ခဲ့တာပါ။ခေါလန်ဖူးပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေ စုပေါင်း180ဝန်းကျင်ထိုင်ထားတဲ့လာဟီစင်ရှိတန်းစခန်းကို KAI နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလထဲမှာတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်ကျွန်မဟန္နာပါ